တော့ပို့ပေါက်တည်တည်လေးဆိုရင်ပေါ့နော်လူတွေကထင်သေးကြတယ်ပေါ့နော်အဲ့တော့တော့မကြိုက်ဘူးဘာမှမဖြစ်ဘူးဆိုပြီးတော့မှ အပေါ်ပြပြပဲနေကြရပေါ့နော်အဲ့လိုကနေမှာတမောင်ဒီသွားပိုးပေါက်တင်းတင်းလေးတွေအတွင်းထဲဒီလိုက်စားပြီးတော့မှပေါ့နော်အဲအနက်ကြီးတွေဖြစ်သွားရပေါ့နော်တခါလေးမှာမလိုလားအဖက်နဲ့သွားကြောထိုးရတာတွေသွားရန်ကြိုက်လာတာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုအချိန်တွေမျိုးမရောက်ခင်မှာပေါ့နော်ကျွန်တော်တို့ကသွားပိုးပေါက်တင်းတင်းလောက်ရှိရင်လာပြပါဖားပါတခါလေးအဲ့လိုမျိုးပေးတဲ့ဖစ်ရပေါ့နော်ဒီလိုသွားရဲ့အဲဒီအတွင်းလမ်းကြောင်းလေးတွေမှာပေါ့နော် ပိုးစားလို့ရှိရင်ပိုးဆိုးပါတယ်ကြည်လိုက်ရင်ကြာရင်တိမ်တိမ်လေးတေးသေးလေးလို့ထင်ရပေမဲ့ဗောနော်တကယ်လက်တွေ့ကျွန်တော်တို့ဖောက်ကြည့်လိုက်တဲ့အချိန်မှာအောက်မှာပြော့ပြီးတော့မှ demineralize ဖြစ်နေတဲ့တန်တင်းတွေကျွန်တော်တို့အများကြီးမြင်ရတယ်ဗောနော်ပြောရရင်ကျွေးလွားတွေအကုန်လုံးဆွေးမြေ့နေတာဗောနော်အဲ့တော့ကျွန်တော်တို့တောင်အကုန်ပြောင်းဖဲရတယ်တစ်ခါလေးမှထုံသေးတောင်ပေးရတယ်ဘာဖြစ်လို့ဆိုတော့အဲအောက်အလောအထိအဲနဲ့ဒီအရန်နဲ့တော့ဆိုတော့အရန်ကျင်တာပေါ့နော်အဲ့ကြတော့ ကျွန်တော်တို့လောက်ရတာလည်းလက်တော်တော်ဝင်နေပေါ်ပြောင်းအောင်ဖဲဖို့လည်းအရင်ကြီးကြီးရပေါ့နော်မပြောင်းလို့ရှိရင် secondary carry ဆိုပြီးတော့လည်းဝင်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါဒီလိုမျိုးလေးတွေမဖြစ်အောင်လို့ကြိုတင်ပြီးတော့မှတွားဖို့ပေါ့နည်းနည်းလေးဖြစ်ရင်ဖားဖို့ကျွန်တော်အကြံပေးတာပါဗျာနော်တကယ်လို့ကို့မှာနော် Peter Fisher ဒီလိုမျိုးအခွက်လေးတွေကအတွင်းထဲကအရင်နဲ့နေရဆိုလဲ Fisher Sealant လို့ခေါ်တဲ့ဟာလေးတွေနဲ့ကြိုတင်ပြီးတော့မှကာကွယ်ထားလို့ရပါတယ်ဗျာနော်ဒါကတော့ကျွန်တော်တွားဖားတဲ့ပုံစံလေးပြပေးထားတာပါနော် ါကတော့နောက်ဆုံးဖပြီးရအနေထားလေးပေါ့နော်ကဲဒီလိုလေးဖြည်းဖြည်းပွေးလေးဖြစ်သွားပါပြီဆုံးဒီ GP ရဲ့လည်းအားလုံးကျေးဇူးတင်ပါတယ်